မိတ်ဆွေများကျမ်းမာဘေကင်းကြပါတယ်ဗျာနွေဥသစာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးနေပါတယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီဗမောမှာတိုက်ပွဲတွေပြန်ဆဖြစ်နေပြန်ပါတယ်နောက်ပြီးတော့ဒဇယ်နဲ့ဂရုမရွာလေကြောင်းတက်ခတ်ခံပြီးတော့တေဆုံးသူ၈ဦးထိရှိလာပြီးတော့ဒဏ်ရာရသူက၁၂ဦးရှိလာပါတယ် နောက်ဗမောက်နယ်ဘက်မှာတိုက်ပွဲတွေလည်းဖြစ်နေသေးဖြစ်ပါတယ်ခင်ဗျာပြီးတော့မြင်းကျန်နယ်ကညောင်ပင်ရွာကိုစစ်ကြောင်းထိုးနေပါတယ်ပြီးတော့ဒီတနင်္သာရီမှာဒီစစ်ကားနှစ်စီးကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်တယ်လို့သိရပါတယ်ပြီးတော့ဒီအာရမစစ်သားစုဆောင်မှုတွေဟာဒီမင်းအောင်လိုင်းအတွက်ဒီပြည်သူကိုတက်စီ CEO အဖြစ်အသုံးချနေတာလို့ KNLA ကဒီကနေ့သတင်းထုတ်ပြန်ပါတယ်ခင်ဗျာ ဒီသတင်းတွေကိုတင်ဆက်ဖို့ပြင်ဆင်ထားတာပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီဗမောမှာစစ်တပ်ထိုးသစ်ပြန်ဆလုပ်တိုက်ပွဲတွေဖြစ်နေပါတယ်ဒီ KIA ရလက်နက်ကြီးကြောင့်အရာရှိပါဝင်စစ်ကောင်စီတွေတေဆုံးမှုတွေရှိတယ်ဆိုပြီးတော့လက်သတင်းတွေထွက်နေပါတယ်ခင်ဗျာဒီပိကရဲရပိုင်းတွေကလည်းကစစ်ကောင်စီတပ်ကထိုးသစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားနေတာလို့သတင်းရင်းမြစ်တွေကပြောပါတယ်ပြီးတော့ဒီစက်တင်ဘာ25ရက်နေ့ညနေပိုင်းတိုက်ပွဲမှာလည်းစစ်တပ်ကအတော်လေးအထိနာခဲ့တယ်လို့လည်းဆိုပါတယ်ခင်ဗျာ ဒီတရင်ရင့်မြက်တူပြောပြတာကတော့ဒီမနေ့ကညနေပိုင်းမှာဗမော်ဘက်ကျွန်တော်တို့ပြစ်လိုက်တဲ့လက်နက်ကြီးကသူတို့စစ်ခွေးတွေဆုနေတဲ့နေရာမှာလက်နက်ကြီးကြီးနှလုံးကြတယ်လို့ကချင်စီတရင်ရင့်မြက်ကပြောပြပါတယ်လက်နက်ကြီးထိလို့တရင်မှုလို့ယူဆရတဲ့အရာရှိပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးကျော်တေဆုံးမှုရှိတယ်လို့တရင်ရတဲ့အကြောင်းလည်းပြောပါတယ်ဒါပေမဲ့အဲ့ဒီတရင်ချက်လက်နဲ့ပတ်သက်ပြီးတော့တိကျအတည်ပြုနိုင်တာတော့မရှိသေးပါဘူးခင်ဗျာ ဒီမနေ့ကသူတို့တနေကုန်ထိုးစစ်လုပ်တယ်နေတိုင်းလေကြောင်းတိုက်ခိုက်မှုတိုးလေးကြိမ်လုပ်တယ်အခုဗမော်ကိုဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်မြကြီးနာဖိုက်တာ၂စီးသူတို့ဘက်ကထိုးစစ်လုပ်နေတာ၃ရက်ရှိပြီလို့သတင်းအရင်းမြစ်ကပြောပြပါဗါးဒီတခြားစီးသတင်းအရင်းမြစ်ရဒီ KAI နဲ့ပူးပေါင်းတပ်တွေ ရှိတဲ့လေရင်ကွင်းနဲ့မနော်ကွင်းအနီးမှာဒီစစ်ကောင်စီကစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေဖြစ်နေတာလို့သိရပါဗါး အနာသိစတကအောက်ကုတ်လဇာမှာဗမော်မြို့ကိုရေချောင်းကနေစစ်လက်နဲ့အင်အားဖြစ်တင်းပြီးတော့မြေပြင်ထိုးစစ်တွေပြန်လည်လုခတ်လို့အောက်ကုတ်လအတွက်မှာတိုက်ပွဲတွေဇက်တိုက်ပြင်းထန်ခဲ့ပါတယ်။လေချောင်းဒရုန်းအများပြအုံပြတိုက်ခိုက်ခဲ့တာကြောင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေတင်ထားတဲ့နေရာတချို့ကိုလည်းလက်လွတ်ခဲ့ရပါတယ်။ဒီစစ်ကောင်စီကဗမော်မြို့နယ်လမြန်ဒေသနဲ့ဆော့လော်လန်ဆယ်ဒေသတွေမှာလည်းထိုးစစ်စင်တာတွေလုပ်နေပေမဲ့ KIA ပူပေါင်းတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ရှေ့မတူးနိုင်ပဲအထိနာလည်းရှိတယ်လို့လည်းစီးရီးတရေးမြစ်တွေကပြောကြပါတယ်ခင်ဗျာနောက်ဒဇယ်နယ်ဘက်ကသတင်းတစ်ခုကိုဆက်တင်ပြပါမယ်ဇဂိုင်းတိုင်းဒဇယ်မြို့နယ်ဂရုမရွာကိုစေအုစုကစက်တင်ဘာလ26ရက်နေ့ဒီကနေ့မနေ့12နာရီခွဲလောက်ကဂျက်ဖိုက်တာနဲ့ ေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်တာကြောင့်အယတရှိဦးတေဆုံးပြီးတော့12ဦးဒဏ်ရာရတယ်လို့အလောင်းတွေကိုမြေပြင်မှာရှင်းလင်းရေးလုပ်နေသူတွေကဆိုကြပါတယ်။ဒီတေဆုံးသူတွေဟာဘုံကျထိမှန်တဲ့နေရာပဲပုံပြက်ပန်းပြက်နဲ့ခနာကိုအစိတ်ပိုင်းတွေမြေကြီးထဲနစ်မြုပ်နေတယ်လို့ထိခိုက်ဒဏ်ရာသူ12ဦးထဲမှာတော့ဒဏ်ရာပြင်းထန်ပြီးအသက်အန္တရာယ်ဆိုရင်ရသူ3ဦးပါဝင်ပြီးတော့သူတို့ကိုဆေးကုသမှု ပေးနေတယ်လို့လည်းဆိုပါတယ်။ ဒီတေဆုံးသူတွေထဲမှာကလေးចောင်းကျူသွားကြသူတွေဈေးတယ်နဲ့ပြန်လှုပ်သမားတွေအပြင်ဒီသက်ကအမျိုးသမီးလူငယ်တအုပ်ပါဝင်တယ်လို့သိရပါတယ်အလောင်းကတော့၅လောင်းတွေ့တာဘော်ဒီအလုံးလိုက်ပြန်မရပဲအတူဆတွေကတော့၃လောင်းတွေ့တယ်အလုံးပေါင်း၈လောင်းပေါ့နိုဘယ်1ပန့်ဆိုင်ပိုင်ရှင်သမီးတအုပ်တေဆုံးတယ်ကုံဈေးတယ်အမျိုးသမီးတအုပ်လဲပါတယ်ဇွဲထက်ဆိုတဲ့ကိမုံဆိုင်ရဲ့စီပန့်ဆိုင်ရဲ့အဲ့ဒီနောက်ကလက်ရှိစောင့်နေတဲ့နှစ်ထပ်တိုက်ရဲ့ဖြစ်စီသွားပါတယ်ကျန်တာတွေကတော့ အမိုးလံအကာလံကတော့၃လုံးလောက်ရှိတယ်လို့ဒီဒဇယ်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပြပါတယ်ဒီစစ်ကောက်စုဟာကဒုမရွာတွင်းကပန်းဆိုင်နဲ့အေးဆိုင်ကိုဘုံကျက်ပစ်ခတ်သွားတာဖြစ်ပြီးတော့အသက်20ရွယ်အမျိုးသမီး2ဦးနဲ့မျိုးသား4ဦးတို့ရဲ့အလောင်းတွေကိုကောက်ယူပြီးတကြိုဖို့လှုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။ ဒီကရုမရွာအပါဝင်အနီးဝန်းကျင်မှာတိုက်ပွဲဖြစ်နေတာမရှိဘဲနဲ့စေဥစုကခုလိုဘုံကျဲတိုက်ခိုက်သွားတာကြောင့်ဒေသခံတွေဟာလေကြောင်းရံကိုစိုးရိမ်နေကြတယ်လို့လဲဆိုပါတယ်။ဒီနယ်မြေရဲစခန်းလေးရှိတဲ့ကရုမရွာကိုစေဥစုနဲ့ပြည်ထောင်ထီးတွေကအထိုင်စခန်းချထားခဲ့တာမှာ2024ခုနှစ် မတ်လအတွဲမှာတော်လိုင်းအင်အားစုတွေကတိုက်ခိုက်သိမ်းယူပြီးတော့စုမုပ်အုပ်ချုပ်ထားတာဖြစ်ပါတယ်ခင်ဗျာ။နောက်သကိုင်းကချင်ဆက်ကဒီဗမောက်နယ်ဘက်မှာ တိုက်ပွဲဖြစ်နေတဲ့တရင်ကိုဆက်တင်ပြပါမယ်။စကိုင်းနဲ့ကချင်ဆက်ဗမောက်မြို့ကိုတော်လိုင်းအင်အားစုတွေတင်ပိုက်ပြီးတဲ့နောက်မြို့ရဲ့နောက်ဖက်ချမ်းမှာနှစ်ဖက်တပ်တွေတိုက်ပွဲဆက်ဖြစ်နေပြီးတော့ SNA တပ်ဖွဲ့ဝင်2ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့လည်းတော်လိုင်းအင်အားစုတွေကပြောပါရယ်။ဒီဗမောမျိုးကိုတော်လိုင်းအင်အားစုတွေတင်ပတ်ပြည့်တဲ့နောက်ပိုင်းကစလို့မနေ့ကအထိနှစ်ဖက်တပ်တွေအကြမ်းမှာတိုက်ပွဲတွေခက်ဆစ်ဆိတ်ဖြစ်ပွားနေတာလို့ကာကွယ်ရေးတပ်တွေဘက်ကပြောပြပါဗျာ။ တိုက်ပွဲကတော့မြို့သိမ့်ပြီးတော့ဇက်တိုက်ပဲ22ရက်နေ့ကလည်းတိုက်ပွဲဖြစ်တယ်23ရက်နေ့ကလည်းဖြစ်တယ်မနေ့တုန်းကလည်းတိုက်ပွဲကဖြစ်တယ်တိုက်ပွဲကလည်းဆက်ရှိနေတာပဲ SNA စကန်တွေကိုပြန်ထိုးသစ်စင်နေတာလို့စီရီသတင်းရင်းမြစ်တူကဗမောက်မြို့လက်ရှိအခြေအနေကိုပြောပြတာဖြစ်ပါတယ်ဒီရှမ်းနီအမျိုးသားတပ်မတော် SNA စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့တော်လိုင်းအင်အားစုတွေအကြမ်းမှာဗမောက်မြို့ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ခမိုးရွာအနောက်ဘက်ခြမ်းက ပင်ဟင်းကားရွာကြောင်လယ်ဆတဲ့ကြေးရွာတဝိုက်မှာဒီရပန့်အတွင်တိုက်ပွဲတွေဖြစ်ပွားနေတာလို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာ23ရက်ကတော့ခမိုးရွာကတာဝါတိုင်ကုန်းကိုတော်လိုင်းအင်အားစုတွေသိမ်းပိုက်ခဲ့ပြီးတော့ SNA တပ်ဖွဲ့ဝင်2ဦးကိုတော်လိုင်းအင်အားစုတွေကအရှင်ဖမ်းမိခဲ့တာဖြစ်တယ်လို့နောက်ထပ်စစ်ရေးတရင်ရင်းမြစ်တဦးကအခုလိုပြောဆိုပါဗျ။ခမိုးရွာကတော့ရသွားပြီတာဝါတိုင်ရှိတော့တာဝါတိုင်ကုန်းလို့ခေါ်တာအဲ့ဒီရွာကိုရသွားပြီ SNA တပ်သားနှစ်ယောက်လည်းရတယ်အရှင်မိတာ ခမိုးကမဝေးဘူးမြို့နဲ့ကျွန်တော်တို့ဘက်ကမြို့သိမ့်ပြီးတာနဲ့တခါတည်းလိုက်ထိုးတာချက်ချင်းဖြစ်တာပဲလို့ပြောပါတယ်ဒီတော်လိုင်းအင်အားစုတွေဘက်ကဗမောက်မြို့ကိုနေရာယူအထိုင်ချထားပြီးတော့ဗမောက်မြို့ရဲ့အနောက်ဖက်ခြမ်းတွေကိုဒီတော်လိုင်းအင်အားစုတွေဆက်လက်တိုက်ခိုက်နေကြတာဖြစ်ပါတယ်ဒီလက်ရှိဗမောက်မြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုအမှတ်၁စစ်တေသကိုကဲမှုနဲ့ကတာခန်ကိုကဲရီမှု ဥဆောင်ပြီးတော့ NUG လက်အောက်ခံ PDF တွေနဲ့ပကဖတ်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေတာလို့မှတ်တစ်စစ်ဒေသရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီတော်လန်ရဲ့အင်အားစုတွေဟာသခိုင်းနဲ့ကချင်ဆက်သခိုင်းတိုင်းတွေကအင်းတော်မော်လူပင်လယ်ဘူးစတဲ့မြို့တွေကိုတင်ပိုက်ထားနိုင်ပြီးဖြစ်ပြီးတော့သခိုင်းနဲ့ကချင်ဆက်မှာဆိုရင်အေယော်ရီမြောင်းဘော်ကထီချိုင်းမြို့နဲ့ကတာမြို့တို့ကိုသာစစ်ကောင်စီကထိန်းချုပ်ထားနိုင်တော့တာဖြစ်ပါတယ်ခင်ဗျာ။ နောက်မန္တလေးတိုင်းမြင်းကြံမြို့နယ်ကအခြေအနေတစ်ခုကိုဆက်တင်ပြလိုပါတယ်။ဒီမြင်းကြံမြို့နယ်တကညောင်ပင်ရွာကိုစစ်တပ်ကအင်အား200ကျော်နဲ့စစ်ကြောင်းထိုးလာတာမှာဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ညောင်မင်းရွာရဲ့နောက်ချမ်းကိုစက်တင်ဘာ25ရက်ကစတင်ပြီးတော့စစ်ကြောင်းရောက်ရှိလာပြီးတော်လန်ရေးတပ်တွေနဲ့စီရေးတိမ်းမှမှုတွေရှိနေတာဖြစ်ပါတယ်။ တိုက်ပွဲတော်မဖြစ်သေးဘူးနှစ်ဖက်ဆိုင်ထားတဲ့အနေထားမှာရှိတယ်လို့မြင်းကြံမြို့နယ်တဲကတော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပါတယ်စစ်တပ်ကပြခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ညောင်ပင်ရွာထဲမှာနေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့တယ်လို့လည်းဆိုပါရက်အဲ့ဒီညောင်ပင်ရွာကမြင်းကြံမြို့ပေါ်နဲ့၄မိုင်လောက်သာဝေးပြီးတော့အင်ဂျီ၄၀၀လောက်ရှိတဲ့ကျေးရွာကပြည်သူတွေဟာလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ဒီစက်တင်ဘာလကုန်ကာနေ့ထိမြင်းကြံမြို့ရဲ့အရှိတ်ဘက်နဲ့အရှိတ်မြောက်ဘက်မှာရှိတဲ့ရွာစဉ် 20ကျော်ကပြည်သူ9000ကျော်ထွက်ပြေးတင်းရှောင်နေကြရပါတယ်။ပြီးတော့ဆစ်ရှောင်တွေကတော်တဲ့နေရာတွေကိုတင်းရှောင်နေရတယ်လို့မိုးရသည်ဖြစ်တဲ့အတွက်မိုးကအလုံလောက်မရှိတာကြောင့်မိုးမိပြီးဖျန်းနာတာတွေဖြစ်ပွားနေတယ်လို့ဆန္ဒရိက္ခာပြက်လက်တာတွေလည်းကြုံတွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့ဒီတနင်္သာရီမှာစစ်ကားနှစ်စီးကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လိုက်ပါတယ်။ ဒီတနင်္လာရီမြို့နယ်မှာရိခါတင်ဆောင်လာတဲ့စစ်ကားနှစ်စီးကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးမှအပြန်လည်ပြစ်ခတ်မှုအနှဲငယ်ဖြစ်ပွားခဲ့တယ်လို့ဘူခရင်တပ်ဖွဲ့ရဲ့တာဝန်ခံကပြောပြပါဗျ။ဒီစက်တင်ဘာ24ရက်ညနေ4နာရီခွဲလောက်ကမြေမျိုးကနေစစ်ကောင်စီအင်အား30ယောက်ကျော်လောက်ဒီရိခါတင်ဆောင်ပြီးထွက်ခွာလာတဲ့စစ်ကားနှစ်စီးကို ရန်ဖူကြီးရွာတရာကြီးထိပ်မှာမိုင်းနှလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဘူခင်းတပ်ဖွဲ့ရဲ့တာဝန်ခံတဦးကပြောပြပါရယ်။သူပြောတာကဒီကနစီကတိန့်ခုံဘက်ကိုတက်တဲ့ရိခါကားတွေပဲတိုက်ပွဲမဖြစ်ခင်ရက်တွေကလေးကရိခါတွေတင်ဆောင်နေတာပါ။ခုတလောမှာလည်းစစ်တပ်ဘက်ကလှုပ်ရှားမှုတွေအများကြီးရှိနေတယ်။အခုတိုက်ခိုက်မှုမှာရိခါကားတွေမှာတော့ထိခိုက်မှုရှိတယ်။အသေးစိတ်ကိုတော့မသိရသေးဘူးလို့ပြောပြပါရယ်။ ဆယ်မိနစ်အကြာအပြန်လည်ပြစ်ခတ်မှုတွေမှာတော်လိုင်းတပ်ဖွဲ့တွေဘက်ကထိခိုက်မှုမရှိဘဲစစ်ကောင်စီဘက်ကထိခိုက်မှုကိုလည်းအတိအကျမသိရသေးပါဘူး။ဒီအဆိုပါတိုက်ခိုက်မှုကိုဘုခင်းတပ်ဖွဲ့မြေခင်ဘက်ကဖအဖွဲ့တနင်္လာရီယူမစုံ၃အဖွဲ့နဲ့မြိတ်ဘက်ကဖအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါပြင်တနင်္သာရီမော်တောင်ကလန်ပိုင်းကတိန့်ခွန်ကျေးရွာအုပ်စုစစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့ကြားမှာစစ်ရေးအခြေအနေတင်းမာနေပြီးတော့နယ်မြေစိုးမိုးနိုင်ဖို့စစ်တပ်ဘက်ကရိတ်ခါနဲ့အင်အားတွေဖြည့်တင်းနေပါတယ်ခင်ဗျာ။ ။နောက်သတင်းတစ်ပုဒ်ကတော့ဒီအရမစစ်သားစုဆောင်မှုဟာမင်းအောင်လိုင်းအကျိုးအတွက်ပြည်သူကိုတက်ရှိစီယူအဖြစ်အသုံးချနေတာလို့ GNLA ကဒီကနေ့သတင်းထုတ်ပြန်ပါရခင်ဗျာ။အနာသိစစ်ကောင်စီကပြည်သူလူထုကိုအရမစစ်သားစုဆောင်နေတဲ့လို့ရဟာစစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့အကျိုးစီးပွားအတွက်အရမအသုံးချနေတာဖြစ်တယ်လို့ကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNLA ဘူစစ်ဌာနချုပ်ကဒီကနေ့စက်တင်ဘာ26ရက်မှာတရင်ထုတ်ပြန်ပါတယ် စစ်ကောင်းတော်မင်းအောင်လိုင်းသွားနေတဲ့နိုင်ငံရေးအခင်းကျင်းနဲ့ဖောက်ပြန်တဲ့စနစ်ဟာပြည်သူတရားလုံးဟာဒီထာဝရကျုံပြူရေးတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။သူဟာသူ့ရဲ့အကျိုးစီးပွားအတွက်နဲ့ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကိုပြည်သူကတရားဥပဒေနဲ့အညီတန်ခတ်ချင်းကနေပြီးရှောင်ရှားဖို့စစ်တပ်နဲ့ကာကွယ်ထားပါတယ်။အဲ့ဒီစစ်တပ်ကဖက်စစ်တပ် BB ပြည်သူလူထုတရားလုံးအပေါ်မှာရာဇဝတ်မှုကျူးလွန်တဲ့စစ်တပ်ဖြစ်တယ်လို့ KNLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်တပ်ထဲကိုပြည်သူတွေဝင်ရောက်ထမ်းဆောင်လူစိတ်မရှိတာလက်ရှိစစ်တပ်တွင်ပြုံးပြင်းအင်အားများပြားတာတွေကြောင့်ပြည်သူစစ်မှုထမ်းဥပဒေကိုထုတ်ပြန်ပြီးတော့အရမစစ်သားစုတောင်းဖြစ်တင်းနေရတယ်လို့ကေနယ်လီကပြောပါတယ်ဒီအဲ့ဒီစစ်သားတွေနဲ့မိသားစုဝင်တွေကိုပုံစံမျိုးစုံနဲ့အကြက်ကန်အေးယူတာချင်းချောက်တာဝါရမိုင်းတိုက်တာတွေဒီတိုင်းမမလုပ်နေတယ်လို့ရှေ့ရက်စစ်မျက်နှာမှာအရမစုတောင်းထားတဲ့စစ်သားတွေကိုအတိအကျကင်းမဲ့စေဖို့ မူရစီဝတိုက်ကျွေးပြီးတော့တက်ရှိစီယူအနေနဲ့ခံကြုတ်လုံနေတာဖြစ်တဲ့အကြောင်းလဲဖော်ပြထားပါတယ်ခင်ဗျာဒီမင်းအောင်လံရဲ့လောက်ရဟာပြည်သူလူထုသားသမီးရဲ့အသက်တစ်ချောင်းကိုခြံစည်းရိုးတိုင်တစ်ချောင်းလောက်တောင်တန်ဖိုးမထားပဲလူသားတိုင်းအဖြစ်တနိုင်ငံလုံးကြကြပြန့်ပြန့်အသုံးချနေတာကိုပြည်သူတရလုံးသိသိအပ်တယ်လို့ KNL ကဆိုပါတယ်အနာသိစစ်တပ်ဟာနိုင်ငံတော်လူငယ်တွေကိုအဓိကထားပြီးနေမျိုးစုံနဲ့စစ်သားစုပေါင်းပြီးတော့အချိန်တိုစစ်တနာပေးရှေ့တန်းစစ်မျက်နှာတွေလွှတ်နေတာအပြင် တိုက်ပွဲတွေမှာရှေ့တုန်းကလူသားတိုင်းအသွင်စစ်တိုက်ခိုင်းတာတွေလှုပ်ဆောင်လျက်ရှိတယ်လို့ဒီကရင်ကချင်နဲ့ရခိုင်တိုက်ပွဲတွေမှာတော်လိုင်းအဖွဲ့တွေဒီကိုလင်းဝင်ခဲ့ကြတဲ့စစ်ကောင်စီတပ်သားအစ်တွေကပြောပြကြပါတယ်ခင်ဗျာစက်တင်ဘာလ26ရက်နေ့ညပိုင်းတပြပေးတဲ့သတင်းတွေကတော့ဒီများသာဖြစ်ပါတယ်ခင်ဗျာနောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဗျာ